ပဲခူးတိုင်းဒေသကြီးညောင်လေးပင်ပေါက်ခေါင်းနဲ့နှစ်တလင်းမြို့နယ်တွေမှာ PDF တွေကခြေရွာအုပ်ချုပ်ရေးမှူးဟောင်းတော်ဝန်နဲ့ရိုင်းမှူးတော်ဦးကိုတနက်နေ့ပြစ်တက်ပြီးခြေရွာအုပ်ချုပ်ရေးမှူးတော်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါဗျ။စက်တင်ဘာလ25ရက်နေ့မနက်စောပိုင်းက ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်ပေါတော့ကျွရွာမှာနေထိုင်တဲ့ရှားအိမ်မှုဦးစော်လွင်ဟာနေမှာရှိနေစဉ် PDF နှုတ်ကရောက်ရှိလာပြီးဒလန်လို့ပြောဆိုကဖမ်းဆီးခေါ်ဆောင်သွားပြီးပေါတော့ကျွရွာတောင်မှမှာရှိတဲ့ပေါတော့ရှိဖြူကန်လမ်းဆောင်အရောက်မှာတနက်နေ့ပြစ်ခတ်ခဲ့တဲ့အတွက်ဦးစော်လွင်ဟာကြီးထိမှန်တရားရရရှိပြီးတေဆုံးသွားခဲ့ကြောင်းသိရပါတယ်။အဲ့လိုပဲစက်တင်ဘာလ25ရက်နေ့ညနေ6:00ခန်းကပေါက်ခေါင်းမြို့နယ်နေတလင်းကျွရွာအုပ်စုမှာနေထိုင်တဲ့ အသက်60ခန့်အရွယ်ရှိတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဦးစိုးဝင်းဟာ၎င်းနေမှာရှိနေတဲ့ PDF နှုတ်ကစက္ကန့်နဲ့ရှိလာပြီးဒလန်ဆွဆွဲချက်နဲ့ပြောဆိုကဖမ်းဆီးခေါ်ဆောင်သွားပြီးနယ်ဒလင်းကျေးရွာအုပ်စုအနောက်ဘက်တောင်နှဝင်းစေမြောင်းပောက်ပြီးအရောက်မှာတနက်နေ့ဖြစ်ခဲ့တဲ့အတွက်ဦးစိုးဝင်းဟာကြီးထိပ်မှန်တရားရရရှိပြီးတည်ဆုံသွားခဲ့ကြောင်းသိရပါတယ်။နယ်ဒလင်းကျေးရွာအုပ်စုအနောက်ဘက်တောင်နှဝင်းစေမြောင်းပောင်ပြီးအရောက်မှာ တနက်နဲ့ပြစ်ခတ်ခဲ့တဲ့အတွက်ဦးစိုးဝင်းဟာကြီးထိမှန်တန်ရရရှိပြီးတည်ဆုံခဲ့ကြတဲ့အောင်သိရပါတယ်။အဲ့လိုပဲစက်တင်ဘာလ26ရက်နေ့ည9:00နာရီကတဲကုန်းမြို့နယ်ရွှေတဲတဲကုန်းကျေးရွာမှာနေထိုင်တဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူအသက်80ခန်းရှိတဲ့ဦးရွှေတူဟာ၎င်းနေအိမ်မှာရှိနေတဲ့စက်ကဲ3စီးနဲ့ပီဒီအက်6ကိုရရှိလာပြီးဦးရွှေတူဟာဖမ်းဆီးခေါ်ဆောင်တော့ကြောင်းသိရပါတယ်။